မင်္ဂလာပါဒီနေ့အတူတူလေ့လာကြည့်ချင်တာကတော့တရုတ်သမိုင်းနဲ့အတွဲခေါ်မှာတော်တော်လေးအရေးပါတဲ့ပုဂ္ဂိုလ်တူပေါ့ Confucius အကြောင်းပါသူ့ဘဝသူ့အတွဲခေါ်တဲ့အကြောင်းကိုရထားတဲ့အရေးမြင့်တဲ့ထက်ကအဓိကအချက်လေးတွေဆွေးနွေးကြည့်ကြအောင်ဟုတ်ကဲ့ပါသူ့ရဲ့ဘဝစကြောင်းအဓိကသွန်သင်ချက်တွေနောက်ပြီးအာသူ့အတွဲခေါ်တွေဟာဖိနေမှုတွေကြုံခဲ့ရပေမဲ့ ဘလို့ဆက်ပြီးတော့လွတ်မှုနိုင်ခဲ့တယ်လဲဆိုတာတွေကိုကြည့်သွားကြမှာပါ။อืมအဓိကတော့သူ့ဘသူလဲသူ့ရဲ့အတွေးခေါ်တွေဟာဘာကြောင့်အခုထိတောင်ပြောစရာဖြစ်နေသေးလဲဆိုတာပိုရှင်းသွားစေဖို့ပါပဲ။ကောင်းပြီ။ကောင်းပြီ။သူ့ရဲ့ငယ်ဘဝနဲ့စားလိုက်ကြတာပေါ့။ BC 950မှာလူပြင်းနေမှာမွေးတယ်ဟုတ်တယ်နော်။ဟုတ်ပါတယ်။မူလနာမည်ခွန်ချူဒါပေမဲ့လူတိမြရာကဆရာကြီးခွန်ခွန်ဖူစီအဲ့ဒါကိုလက်တင်လို Confucius ဖြစ်သွားတာ။ဟုတ်ကဲ့။ Father က သူငယ်ငယ်လေးမှဆုံးတော့အတော်လေးစင်စင်ရဲရဲကြီးပင်းခဲ့ရတယ်လို့ဆိုတယ်။ဟုတ်ကဲ့။အဲ့လိုအခြေအနေကလာပြီးမဲ့ငငယ်ကလေးကအရန်ကိုထတ်လက်တယ်လို့ပြောကြတယ်။ Um အသက်20လောက်မှကိုပိုင်အကြောင်းမတီးထောင်ခင်မှာအစိုးရအမှုထမ်းတေးစားလေးတွေလုပ်ခဲ့သေးတယ်လီ။ Oh okay ။သူ့ရဲ့တင် जा မှုက ကိုချင်းတရားတို့တာဝန်တိမှုတို့အုတ်ချုပ်ရေးကောင်းမွန်ဖို့တို့ဒါတွေကိုအဓိကထားတယ်။ Um အဲ့ဒါကြောင့်လေလူဒန်းစားစုံကတပည့်တွေ မှုမမျိုးနွယ်တွေတောင်သူစီမှာပညာလာတင်ကြတာပေါ့ကြိုးစားမှုကြောင့်ယာတုတွေတက်လာပြီးတော့လူပြည်နယ်ရဲ့တရားရေးဝန်ကြီးတော်ဖြစ်ခဲ့တယ်ဆိုပဲအသက်50ကျော်လာမှာဟုတ်ပါလေသူလက်ထက်မှပြည်နယ်ကတော်တော်တည်ငင်သွားတယ်ယာတုမှုတွေတိတိတတ်တာကြာသွားတယ်လို့အရင်းမြစ်တွေကဆိုတယ်ဒါမဲ့အဲ့ဒီအောင်မြင်မှုကပဲသူ့အတွက်ပြဿနာဖြစ်လာပြန်ရောနော်အတည်ရကြပါပဲအိမ်နီးချင်းချိပြည်နယ်ကလေလူပြည်နယ်တိုးတက်လာတာကိုမနာလို့ချိပြီးတော့ဟိုလူမွင်းကို confusion ရှိကနေအယုံလဲဟိုကြံတယ်อืม ဘလို့ကြံတာလဲလက်ပါတွေအဲ့အလမယ်ဒီနော်ပြီးမင်းကောင်းတွေကိုလက်ဆောင်အဖြစ်ပို့လိုက်တာပေါ့ဩအဲ့ဒီမှာလူမင်းကအဲ့ဒီလက်ဆောင်တွေနဲ့ပဲပျော်မွေ့နေတော့ confusion ကစိတ်ပြက်ပြီးယာရုကနေထွက်ပါရောဟုတ်ပါအဲ့ဒီနောက်မှာပြင်းနန်းတင်းတလို့ဖြစ်သွားတာပေါ့ဟုတ်ကဲ့73နှစ်လောက်ကြာတယ်ပြင်းနန်းအနတ်လက်လဲပြီးသူ့အတွေ့ခေါ်လေးကိုတင်ကြားပို့ချခဲ့တယ်ဩ73နှစ်တောင်အဲ့ဒီခီးသွားနေလုံးဂျုံခဲ့ရဲ့အမျိုးသမီးတယောက်ကြောင့်ပုံမီလေးလေးအဲ့ဒါတော်တော်မတန်းစရာပဲဟုတ်ကဲ့ အဲ့ဒါလေးကစိတ်ဝင်စားဖို့ကောင်းတယ်။ကြာတက်လို့မိသားစုဝင်နေဆုံးတာတော့အုတ်ချုပ်ကြီးကောင်းလို့အဲ့ဒီနေရာကမခွာဘူးဆိုတာလေ။อืมအဲ့ဒါကပါကိုပြလဲဆိုတော့အဲ့ဒါကသူ့ရဲ့အုတ်ချုပ်ကြီးအပေါ်ထားတဲ့သဘောထားကိုပြနေတာပါ။ဖိနိုင်တဲ့အစိုးရဟာကြောက်စရာကောင်းတဲ့တာရက်တင်းစံထက်တောင်ပူဆိုးတယ်ဆိုရဲ့အချက်ပေါ့။မှန်ပါတယ်။ဆိုတော့သူ့ရဲ့အဲ့ဒီပြင်းနေတဲ့ကာလကသူ့အသွေးခေါ်တွေကိုပို့ပြီးတော့ပြက်သားခိုင်မာစေခဲ့တယ်လို့ဆိုနိုင်ပါတယ်။သူ့ရဲ့အတွေးကထွန်းတင်ချက်တွေကိုချီးရင်လေ သူကအတိတ်အဆန်းကြည်ထွန်တာမျိုးထက်ရှေဟောင်းပညာရှိတွေရဲ့အတွေးခေါ်တွေကိုပြန်အသက်သွင်းတာဟုတ်ကဲ့ကိုကျင့်တရားနဲ့လူမှုဖွဲ့စည်းကောင်းမှုလက်တွေ့ကြကြအတောင်းချဖို့ဥတည်ခဲ့တာတွေ့ရတယ်လူတိုင်းလူလိုချားဖို့မြင်ရွှေစည်းမြင်လေကိုမကြိုက်တာကိုသူများကမလို့နဲ့ဆိုတာဟုတ်တယ်အဲ့ဒါကသူ့ရဲ့အခြေခံမှုတစ်ခုပဲဒီနေရာမှာထပ်ဖြစ်ပြောချင်တာကဒီရွှေစည်းမြင်ဟာလူမှုဆက်ဆံရေးရဲ့အခြေခံဖြစ်ပြီးတော့ အပြန်အလှန်လေးစားမှုအပေါ်မှာတိဆောက်ထားတဲ့လူဖွဲ့စီကိုသူဘလောက်အလေးထားလဲဆိုတာပြတယ်။อืมသူကိုယ်လိုင်းကတော့စောင့်ကြည့်နေရခဲ့တာမဟုတ်ဘူး။ဒါပေမဲ့သူ့တပည့်တွေကသူပြောတာတွေဆွင်းရတာတွေကိုမှတ်တမ်းတင်စူးစိခဲ့ကြတာပေါ့။ဥမာ Analex Gen လိုမျိုး။ဟုတ်ကဲ့။အဲ့ဒီမှတ်တမ်းတွေကနောက်ပိုင်းမှာတရုတ်ပညာရေးနဲ့အုပ်ချုပ်ရေးအတွက်အရန်အရေးပါတဲ့စာအုပ်လေးအုပ်နဲ့ဂျန်းငါဂျန်းလို့ခေါ်တဲ့စာပေတွေရဲ့အခြေခံဖြစ်လာခဲ့တယ်။ဟုတ်ဆရာဖြစ်နိုင်တာပေါ့။မူရင်းအတိုင်းဟုတ်ရဲ့လား။ဘလောက်တိကျလဲဆိုတာမျိုး။ဟုတ်ကဲ့။ အဲ့ဒါကတော့ဖိညာရှင်တွေကြားမှာဆွေးနွေးကြတာရှိပါတယ်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ဒီချမ်းတွေကပဲနှစ်ပေါင်းထောက်သုံးဝါကျော်လောက်တရုတ်ပြည်ရဲ့အစိုးရဝန်ထမ်းရွေးချယ်ရေးစာမေးပွဲတွေမှာအဓိကတင်းယွညွန်းနှမ်းထက်ခဲ့တယ်။အိုးတော်တော်ကြားခဲ့တာပဲဟုတ်ကဲ့ဆိုတော့တရုတ်လူဖြစ်အစီရဲ့အုတ်ချုပ်သူလူဒန်းစားနဲ့ဘီရိုကရေစီရန်တရားကိုပုံတွင်းခဲ့တယ်လို့ပြောလို့ရပါတယ်။သူရဲ့လွမ်းမှုမှုကအမြဲတမ်းတော့ဒီလိုအဆင်ပြေခဲ့တာမဟုတ်ဘူးနော်။ ကျွန်တော်မှတ်မိတယ်လို့ပရမောဆုံးဧကရာချင်းရှိဟွန်ချင်းရှိဟွန်လက်ထက်မှာတော်တော်ဆိုးဆိုးရွားရွားဖိနေခံခဲ့ရတယ်။မှန်ပါတယ်။ဘီစင်းနေရကြော်လောက်ကပေါ့။အဲ့ဒါကတော်တော်မုံမိုက်တဲ့ကာလတစ်ခုပဲ။သူ့စာတွေကိုမီးရှို့တယ်။ပညာရှင်တွေကိုတပ်ဖြတ်တဲ့အထီးဖြစ်ခဲ့တယ်။ဘာကြောင့်လဲ ठी ဖြစ်သွားရတာလဲ။အဲချင်းမင်းဆက်ရဲ့ဘဟုဦးစီချုပ်ကင်မှုတရားဥပဒေကိုအတင်းလက်ချက်လိုက်နာစေတဲ့စနစ်ကို ကွန်ဖျူရှက်ရဲ့လူကျင့်ဝတ်အခြေပြုအတွေးခေါ်ကစင်ခေါ်တယ်လို့အဲ့ဒီအချင်းကအုတ်ချုပ်သူတွေကယူဆခဲ့ပုံရပါတယ်။အင်းဒါပေမဲ့လေချင်းမင်းဆက်ကတိတ်ကြကြမခံလိုက်ပါဘူး။ဟုတ်ပါ။နောက်တက်လာတဲ့ဟန်မင်းဆက်ဟန်ဒိုင်နက်စတီကကွန်ဖျူရှက်ဝါရော့ကိုပြန်ပြီးတော့ဖော်ထုတ်တယ်။နိုင်ငံတော်ရဲ့တရားဝင်အတွေးခေါ်အဖြစ်ထပ်မတ်ခဲ့တယ်။အဲ့ဒါကသူ့အတွေးခေါ်ရရဲ့ကြံ့ခိုင်မှုကိုပြတာပဲ။တော်တော်အတက်ကြများတယ်နော်။နောက်တိုင်းမော်စီတုံးရဲ့ဂျင်ဂျီမိုတော်လန်ရေးကာလာမှာလည်း ပြန်ပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချခံရသေးတယ်။ဟုတ်ကဲ့ရုပ်တူတွေထောင်ဖြိုချခံရတဲ့အထိပဲ။ဆိုတော့ဒီလောက်ဖိနေမှုတွေကြာကဘလို့ဆက်ပြီးရှင်သန်နိုင်ခဲ့တာလဲ။ဒါကိုပိုကြဲကြဲပြင်းပြင်းကြည့်မယ်ဆိုရင်လေ Confucius ဟာအရှိအာရှာရင်ကျင်းဝတ်တစ်ခုလုံးကိုပုံဖော်ရမှာအဓိကကြားခဲ့တယ်။သူကအဓိကတော့လောကီရဲ့ကိုကျင့်တရားကိုအလေးပေးတဲ့အတွေးခေါ်ပညာရှင်ဆရာတယောက်ပေါ့ 허께. 답이면 나빠이마 두고 곰퓨레 비멍리 디서비 고괴 부족하냐에 의치고 피크해대. 음. 고진디야 비냐이 미타수 담보 탕우 루무 어다이와이마 코니야네 코니 타인다무 디로 어쳇디가 네 처음 뽕면서 체육루 폴지 의치간 오면디 피크해대. သူတပည့်ရရဲ့အခန်းကဏ္ဍကလည်းအရေးပါခဲ့မှာပဲနော်။ရန်ရေးပါခဲ့ပါတယ်။အထူးသဖြင့်အဓိကကျတဲ့တပည့်ခွန်ဆန်ရှိရှိကောက်ကသူ့ရဲ့တုံတင်ချက်တွေကိုထေဥတင်လက်ဆင့်ကမ်းရမှာအဓိကခန်းကဏ္ဍကနေပါဝင်ခဲ့ကြတယ်။သူက BC 4096လောက်မှာကွယ်လွန်ခဲ့တာနော်။ကွယ်လွန်ခါနေမှာသူပြောခဲ့တဲ့စကားလေးရှိတယ်ဆိုလား။ဟုတ်ကဲ့။တောင်းကြည့်ပြို့ရမည်၊တစ်တိုင်ကြီးကြိုးရမည်၊ပညာရှိသည့်တစ်ပင်ကဲ့သို့ညှိုးနှိုင်းရမည်ဆိုပြီးသူ့ရဲ့ဤကုန်းကိုကြုံမြင်ခဲ့တယ်လို့ဆိုကြပါတယ်။ ချူဖူကသူ့ရဲ့ဂူဘီမာဟာအခုထိအလေးအမြတ်ထားရနေတာတခုဖြစ်နေတုံပါပဲဆိုတော့ခြုံကုန်ပြီးပြန်ကြည့်စင်းရဲသားကောင်းလေးဘွားကနေရင်ကျေးမှုတခုလုံးကိုပုံဖော်နိုင်ခဲ့တဲ့ပညာရှိကြီးဖြစ်လာတယ်သူ့ကိုဖျောက်ဖျက်ဖို့ကြိုးစားမှုတွေကြာကသူ့တွေးခေါ်တွေကပြန်ရှင်တန်းလာခဲ့တယ်တကယ်ကိုအရုံးစရာပဲဟုတ်ကဲ့လက်တွေ့ကြတဲ့ကိုကျင့်တရားနဲ့လူမှုစီးနှဆင်းတဲ့အပေါ်သူ့အာယုံစိုက်ခဲ့မှုက လူတွေရဲ့စိတ်ထဲမှာနက်နက်ရှိုင်းရှိုင်းဆွဲကြံရစ်စေခဲ့တယ်ဆိုတာတော့ရှင်းပါတယ်အခုထိလည်းဆွေးနွေးနေကြတော့မယ်ဒီအကြောင်းအရာတွေကိုနားထောင်ပြီးတော့လေစက်ပြီးစဉ်းစားစရာလေးတစ်ခုကပါလဲဆိုတော့ဒီကိုဖိနှိပ်မှုတွေခေအဆက်ဆက်ပြောင်းလဲမှုတွေမတူကွဲပြားတဲ့နိုင်ငံရေးစနစ်တွေအမျိုးမျိုးကိုဖျက်ဆီးလာခဲ့ပြီမြေ Confucius ရဲ့ဘလို့တွန်တင်ချက်အပိုင်းအစားတွေကသူ့ကိုဒီလို့အထိကြံခိုင်ပြီးတော့လိုက်လျောညီထွေဖြစ်စေခဲ့လာလဲဆိုတဲ့အချက်ပါပဲအဲ့ဒါလေးစဉ်းစားစရာပါ